မင်္ဂလာပါရှင်မိုသမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကာရှမီးယားပြည်နယ်အရှင်နဲ့ပတ်သက်ပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံသားမှာတဲမောင်မှုတွေဖြစ်ပွားလျက်ရှိနေရအိန္ဒိယစစ်တပ်ကပါကစ္စတန်ကိုတိုက်လျင်ပြီးအုံပြုပြီးပြီးခဲ့ရက်ပိုင်းမှာတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းပါကစ္စတန်စစ်တပ်ဟာအိန္ဒိယလေတပ်သုံးတိုက်လျင်တွေကိုပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်ပါကစ္စတန်စစ်တပ်ကအိန္ဒိယတိုက်လျင်တွေကိုပစ်ချရမှာအတိတ်ကအရေးပါခဲ့တဲ့ဇေတန်းစီအမျိုးအစားတိုက်လျင်တွေနဲ့ PN15 အမျိုးအစားဒုံးကျည်ပြီးအကြောင်းကိုတရုတ်တန်ဖိုင်ထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်ကက်ရှမီးယားပြည်နယ်မှာအေဗီလာ22ရက်နေ့ကဖြစ်ပွားခဲ့တဲ့ခရီးသွား26ဦးသေဆုံးစေခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံသား မေလအစောပိုင်းမှာအပြန်အလှန်ပြစ်ကတ်မှုတွေဖြစ်ပွားခဲ့ပြီးပါကစ္စတန်စစ်တပ်ကအိန္ဒိယစစ်လေရင်တွေကို ပြစ်ချနိုင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အိန္ဒိယစစ်တပ်ကမေလ6ရက်နေ့စင်တော်လိုအမိပေးထားတဲ့စစ်စင်ရေးတစ်ခုကိုစတင်ပြီးတော့ပါကစ္စတန်ပိုင်းရဲ့ဒေသတွေကိုပြည်တွင်းနိုင်ငံတော့ရာဖဲအမျိုးအစားတိုက်လေရင်တွေတိကျက်အမျိုးအစားတိုက်လေရင် SU-30 MKIS အမျိုးအစားတိုက်လေရင် May-20 Knights အမျိုးအစားတိုက်လေရင် မေရက်တိုးတောင်စံမျိုးစားတိုက်လေရင်တွေအသုံးပြုပြီးတိုက်ခိုက်ခဲ့ပေမယ့်ပါကစ္စတန်စစ်တပ်ကအိန္ဒိယစစ်တပ်သုံးတိုက်လေရင်အ ਨੇ ဆုံး၃စင်းကိုပြေချနိုင်ခဲ့ရလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ပြေချခဲ့တဲ့အစိပ်ပိုင်းတွေကိုကောက်ယူစစ်ဆေးကြည့်အောင်ပြင်သစ်လိုရေးသားထားတဲ့အစာရီပါတဲ့အပိုင်းစာရီကိုတွင်မြင်ခဲ့ရပြီးတော့အဲ့ဒီအစိပ်ပိုင်းဟာအိန္ဒိယလေတပ်သုံးပြင်သစ်ထုံမီရက်တိုးတောင်စံအမျိုးအစားတိုက်လေရင်ဓမ္မမဟုတ်ရာဘဲအမျိုးအစားတိုက်လေရင် ဖြစ်နိုင်ကြောင်းတင်ထားပါတယ်။ ပါကစ္စတန်စစ်တပ်ကအိန္ဒိယနိုင်ငံသုံးတိုက်လေယာဉ်တွေကိုပြေးချနိုင်ရမှာတရုတ်နိုင်ငံတို့ဂျေတန်းစီအမျိုးအစားတိုက်လေယာဉ်တွေနဲ့ PN15 အမျိုးအစားဝင်ကဝင်ပြစ်ဒုံးကျည်တွေကအထက်ကအခန်းကဏ္ဍကပါဝင်ခဲ့တယ်လို့သိရပါတယ်။ဂျေတန်းစီအမျိုးအစားတိုက်လေယာဉ်တွေဟာတရုတ်နိုင်ငံအခြေစိုက်စံတိုးလေယာဉ်ထုတ်လုပ်ရေးကော်မတီကထုတ်လုပ်တဲ့ဗတ်ဆောင်သုံးတိုက်လေယာဉ်ဖြစ်ပြီးမျိုးကွဲအနည်းဆုံး10မျိုးရှိနေပါတယ်။ဂျေတန်းစီအမျိုးအစားတိုက်လေယာဉ်တွေဟာ ဇေတန်း B အမျိုးအစားတိုက်လေယာဉ်တွေကို အစင်းမြင့်တင်ထားပြီး AESC Fire Control Radar စနစ်အပြင် WS 10 B အမျိုးအစားအင်ဂျင် Imaging Infrared စေက IIR PM 10စနစ်တွေကိုတပ်ဆင်ထားပါတယ်။ဒါပြင်ဇေတန်း C အမျိုးအစားဗက်ဆောင်တုံးတိုက်လေယာဉ်တွေဟာစတောက်တလုံမျိုးဆက်တဲ့တိုက်လေယာဉ်ဖြစ်ပြီး PL 15အမျိုးအစားဒုံးကျည်တွေကိုတပ်ဆင်ကအစင်းမြင့်တင်ထားပါတယ်။တရုတ်နိုင်ငံတော့ဂျေတန်အမျိုးအစားတိုက်လေယာဉ်တွေကို2003ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီးတော့ အစည်းအဝေးတရားစည်းကြောထလုတ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ဇေတန်အမျိုးသားတိုက်တွေမှာအပိုစီတိုင်ကွေတက်ဆင်ထားပြီးဝမ်ပိုက်အောက်တလုံးနဲ့တောင်ပင်အောက်နှလုံးတက်ဆင်ထားကဝင်းရင်စီပြည့်စနစ်ရှိနေတဲ့တိုက်လင်အမျိုးသားဖြစ်ပါတယ်။လေတရဲတအူးမောင်းနေအုံပြရတဲ့တိုက်လင်ရင်ဖြစ်ပြီးဇေတန်အမျိုးသားတိုက်လင်တွေရဲ့အများဆုံးပြန်တန်းနိုင်တဲ့ခရီးကွာဝေးက1150ကီလိုမီတာဖြစ်ကစစ်စင်နိုင်တဲ့အကွာဝေး950ကီလိုမီတာဖြစ်တယ်လို့သိရပါတယ်။ ဈေးတန်းအမျိုးအစားတိုက်လျင်တွေရဲ့စစ်ကစားနိုင်စွမ်းဟာကမ္ဘာမြေဆွဲအားကိုးစားဖြစ်ပြီးအများဆုံးပြန်တက်နိုင်တဲ့အမြင့်1800မီတာဖြစ်တယ်လို့သိရပါတယ်။ဈေးတန်းအမျိုးအစားတိုက်လျင်တွေဟာအတန်ထက်တိတသက်မှရှစ်ဆာနှုန်းနဲ့ပြန်တန်းနိုင်ပြီးလက်နဲ့တက်ဆင်နိုင်တဲ့နေရာ17နေရာရှိရလို့သိရပါတယ်။ဈေးတန်းမျိုးစားတိုက်လျင်မှာ90မမ rocket pod တက်ဆင်အသုံးပြုထားသလိုဈေးတန်းစီအမျိုးအစားတိုက်လျင်တွေမှာ PN တန်းအမျိုးအစားဝင်ကဝင်ပြတုံးစီ PN15 အမျိုးအစားဒုံးကျည်ဝေတက်ဆင်ထားပါတယ်။ဒါပြင်ဂျေတက်စီအမျိုးအစားတိုက်တင်ပြီးမှလေဇာလန်းညုံစနစ်ပါတဲ့ပဲထိန်ပုံတွေ၊ဂလိုက်ပုံတွေ၊ဂျိုတုလန်းညုံစနစ်ပါတဲ့ပုံတွေ၊လန်းညုံစနစ်မပါတဲ့ပုံတွေတက်ဆင်အသုံးပြုနိုင်စွမ်းရှိနေပါတယ်။အိန္ဒိယတိုက်တရင်တွေကိုပြစ်ချရမှာဂျေတက်စီအမျိုးအစားတိုက်တရင်တွေအပြင် PN15 အမျိုးအစားဝင်ကဝင်ပြစ်ဒုံးကျည်ဝေလေအ धिक အရေးပါခဲ့လို့သိရပါတယ်။ဂျေတက်စီအမျိုးအစားတိုက်တရင်တွေမှာ PF15 အမျိုးအစားဒုံးစီဒေးစင်းစီတည်ဆောင်ထားကြတာကြောင့်အိန္ဒိယလီတက်ကိုတံပြန်ချင်းချောက်ရမှာညားစွာအထောက်ကိုပြုခဲ့ပုံရှားပါတယ်။ PF15A အမျိုးအစားဒုံးစီဝေရော PF15 အမျိုးအစားဒုံးစီဝေရဲ့ Xbox ဘာရှင်ဖြစ်ပြီးအကွာဝေး145ကီလိုမီတာထိရောက်ရှိပြတ်ကက်နိုင်စွမ်းရှိတယ်လို့အကွာဝေး120ကီလိုမီတာအတွင်းရှိပြတ်မှတ်တွေကိုထိရောက်စွာပြတ်ကက်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။အဲ့ဒီဒုံးစီဝေကို China Air to Air မေသားရစ်ဆက်အင်စတီကျူကထုတ်လုပ်ခဲ့ဖြစ်ပြီးအတန်ထက်ငါးစားမြန်နှုန်းနဲ့ပြန်တန်းနိုင်စွမ်းရှိကလမ်းညွန်စနစ်တွေတက်ဆင်ထားတဲ့ဒုံးကြီးဖြစ်ပါတယ်။အဲ့ဒီဒုံးကြီးဝရဲ့ထိပ်ဘူးဟာအလေးချိန်20ကီလိုဂရမ်နဲ့25ကီလိုဂရမ်ကြားရှိနေပြီးတော့ပောက်ကွယ်ရပြင်းထန်တဲ့ရမ်းတွေနဲ့တက်ဆင်ထားပါတယ်။အဲ့ဒီဒုံးကြီးဝရဲ့စုစုပေါင်းအလေးချိန်ဟာ230ကီလိုဂရမ်ဒါမှမဟုတ်ပေါင်900ပေါင်ရှိက အရှိ73မီကျော်ရှိနေပါတယ်။ဒါပြင် PM15E အမျိုးအစားဒုံးကြီးတွေဟာ အချင်း20တသမ3စင်တီမီတာရှိနေပြီးတော့ Durable Plus Solid Propellant Rocket Engine တက်ဆင်ထားပြီးတော့ Active Radar Homing လမ်းညွှန်စနစ်ကိုတက်ဆင်ထားပါတယ်။အဲဒီ PR15 အင်းအမျိုးအစားဒုံးကျည်တွေကိုတရုတ်နိုင်ငံတော့ဘက်စုံသုံးခင်မီတိုက်လေတွေဖြစ်တဲ့ J20, J35, J10C, J15, J16, J11B, J17 Block 3အမျိုးအစားတိုက်လေတွေမှာတက်ဆင်အသုံးပြုလို့ရပါတယ်။ PM15E ဒေါင်းကြီးရဲ့အစိပ်ပိုင်းတချို့ကိုမြေပြင်မှာတွေ့ရှိခဲ့ရတဲ့အတွက်ပါကစ္စတန်လေတပ်ဟာအမှန်တကယ်ပင် PM15E ဒေါင်းကြီးနဲ့အိန္ဒိယလေတပ်ရဲ့တိုက်လေယာဉ်တချို့ကိုပြစ်ချခဲ့ကြောင်းထင်ရှားလာပါတယ်။ပါကစ္စတန်နိုင်ငံတိုင်းဝန်ကြီးဖြစ်သူကဒီနေ့မနက်၄နာရီတည်းကတရုတ်တံအမတ်ကရုံးကိုရောက်နေပြီဗျ။ကျွန်တော်တို့ဟာဖော်ပွားရွေနဲ့ဆက်သွယ်ခဲ့ကြပါတယ်။ကျွန်တော်တို့အလွန်အားကြရတဲ့အိန္ဒိယလေတပ်ရဲ့ Rafale တိုက်လေယာဉ်တွေဟာစိုးစိုးရွားရွားကိုပြတ်ကျခဲ့ပြီးတော့ ိန္ဒိယလေတံမိုးတွေကအရေးချင်းမရှိဘူးဆိုတာကိုတက်သေးပြလိုက်ကြဖြတ်ပါတယ်ဆိုပြီးတော့ပြောဆိုထားပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယတွေကမေလရှိရဲ့နေ့ကလည်းဒရုန်းတွေနဲ့အပြန်အလှန်တိုက်ခိုက်ခဲ့ကြတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အိန္ဒိယလေတံဟာပါကစ္စတန်စစ်တပ်ကအသုံးပြုတဲ့ F-16 အမျိုးအစားတိုက်လေယာဉ်တွေအပြင် JF-17 အမျိုးအစားတိုက်လေယာဉ်တွေကိုပစ်ချနိုင်တယ်လို့သိရပါတယ်။အိန္ဒိယစစ်တပ်ဟာပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို တောင်းပြန်နိုင်အောင်ရုရှားနိုင်ငံတို့လေကြောင်းရန်ကာကွယ်စနစ်တွေကိုစတင်အသုံးပြုလာခဲ့သလိုအစ်စတေးနိုင်ငံတို့ဒရုန်းတွေကိုလည်းအသုံးပြုလာခဲ့လို့သိရပါတယ်ရှင်။